AI ကြိုးကြောင်းဆင်ခြင်မှုပုံစံ QWQ 32ပြီးမော်လေတဲ့အလီဘာဘာမိတ်ဆက်လာတရုတ်နည်းပညာကော်မတီကြီးအလီဘာဘာကနောက်ဆုံးပေါ် AI ကြိုးကြောင်းဆင်ခြင်မှုပုံစံ QWQ 32ပြီးကိုမိတ်ဆက်ခဲ့ပြီးနောက်ဟောင်ကောင်စင်းဝင်ရှယ်ယာဈေးနှုန်းတွေရှယ်ယာခိုင်နှုန်းအထိတိုးလာကြောင်း Explore သတင်းမှရေးသားထားပါတယ် Open AI 03တာမမဟုတ် Anthropic Cloud 3.7ဆိုနဲ့တုန်းနဲ့ရှင်ရင်လုံဆောင်နိုင်တဲ့စွမ်းရည်အလွန်နည်းပါပေမဲ့ Deep Shift Model R1 ထက်စာရင်စွမ်းဆောင်ရည်မြင့်ပါတယ်လို့ကွန်ပျူတာဝန်ရှိသူတွေကပြောထားပါတယ်။အလီဘာဘာထောင်းနောက်ဆုံး AI Model တွေဟာထိတ်တန်ဤပညာကုမ္ပဏီကြီးတွေကထုတ်လုပ်ထားတယ်။ AI Model တွေကိုအမိလိုက်နေတာတွေ့ရပြီးတနည်းပြီးတနည်းခင်မီနီးပညာတွေကို သူ့ဘက်အကောင့်ထဲပေါ်နေတာကိုလည်းတွေ့ရပါတယ်။ ဒီဖြစ်ရင်အာဝမ်မော်လကိုဇန်နဝါရီလတည်းကထုတ်ဝေပြီးကြဲကကပတ်စတော့ရှယ်ယာဈေးကွက်ကိုလှိုင်းလုံးတစ်ဖွဲရိုက်ခတ်နေရဖြစ်ပြီးတရုတ်နည်းပညာကိဟစနစ်ကိုလည်းပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။နောက်မှလည်းတရုတ်နည်းပညာကော်မတီကြီးအလီဘာဘာကဒီဖြစ်အာဝမ်မော်လကိုကြော်သက်ပြီးကပတ်ဈေးကွက်ကိုလွှမ်းမိုးနိုင်အောင်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ AI ကြိုးချောင်းဆင်ခြင်မှုပုံစံ QWQ 32B မော်ဒယ်အသစ်ဟာမှတ်ညံအလောက်အများစုကို ုံဆောင်နိုင်တဲ့အစိမ့် AI စနစ်တွင် graphic design သုတေသနကနေဆက်တင်ယူခြင်းအထိလုံဆောင်နိုင်စွမ်းရှိပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။